အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမောင်ပြည်သိမ်းမကွေးရေးတာတဲ့ငပြန်ကျော်နဲ့ငားပြန်ကျော်ဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်အခန်းတည်းကိုရွှေမိုးတောက်တခက်ခက်နဲ့ပါဇက်ကလည်းငါကူကငါကူကနဲ့ဒီထက်လဲစကားမဆက်နိုင် ခုမှပဲ ရေတောက်ဖို့ကိုလည်းအမက်ရတော့တယ်ရေတွေနှစ်ခွက်သုံးခွက်ဆင့်တောက်ပြီးမှတဲရှိကကုတ်ပြစ်ပေါ်ကို ခြေပြစ်လက်ပြစ်ထိုင်ချလိုက်တယ်မတ်တဆုပ်ကတော့ကိုရွှေမိုးကို တပြစ်တောက်တောက်နဲ့အပြစ်တင်လို့ကိုမစုံတုံဟာလေးမစူးစမ်းမစင်ရင်တဲ့နေရာမှာတော့ထိုင်ရွက်ပေါ်အုပ်ချစ်သည်ကြွေကြတာကိုမြေပြိုပါတယ်လုတ်တဲ့ယုံနဲ့နေလန်းငါလာပဲတကယ်ပါတော့ခုတော့ကို့ရှိတဲ့စံလေးတောင်မှအပူချီးလိုက်ရသည်အံ့ပါရဲ့ အခန်းနှင့်မြမပြည်အလဲပိုင်းမကွေးတိုင်းကတကိုးကြီးဖျားတစုမန်းရွှေဆက်တော်ဆိုရင်မြန်မာနိုင်ငံတဟွန်းလုံးကမတိသူမရှိတလောက်ပါပဲနေ့စဉ်စောင်းခန္ဓာယူရင်းလို့နှင်းပါစရာသည်နှွေမပိတပီကာလတပုရွဲလာဇန်9ရက်နေ့ကစပြီးဖျားပွဲတော်ကြီး စီစီကားကကျင်းပါမည်ကိုရွှေမိုးတို့လိုဖျားပွဲတော်ကိုအမိပြုပြီး အလုတ်လုတ်စားတဲ့သူတွေကတော့ဖះပွဲမကျင်းပါခင်နှစ်လလောက်ကလေးကရွှေဆက်တော်တောင်ကြီးကို ရောက်နေကြပါပြီတောင်ကြီးမှာတင့်တယ်လို့တဲလေးတွေထိုးပြီးနေလိုက်ကြတယ်ကိုရွှေမိုးတို့မိသားစုကပွဲတော်ရဲ့ရောက်ပြီဆိုရင်ဖះဘူးဧည့်သည်တွေရှိရာကို ထမင်းတို့ရေနွေးတို့လဲရောင်းကြတာပါဒီတော့ပွဲတော်ရဲ့မရောက်ခင်ကလေးကပွဲတော်တွင်တစ်ချောင်းလုံးသုံးဖို့ထင်းစုဆောင်ရတယ်လေဒါကြောင့် အစောကြီးကလေးကကြိုရောက်နေကြရတာပါ။ကိုရွှေမိုးခုလိုဖျားပွဲတော်ချိန်ရောက်တိုင်းဈေးလာရောက်တဲ့နှစ်တွေမနှဲတော့ဘူး။၁၀နှစ်ကျော်ပြီ။ဒီရွှေဆက်တော်ဖျားပွဲခွင်မှာတော့ကိုရွှေမိုးမသိတဲ့အလုပ်မလုပ်ဘူးတဲ့အလုပ်ရဲလို့မရှိတဲ့လောက်ကိုရှားပါတယ်။ကိုရွှေမိုးတို့မိသားစု ခုလိုလှုပ်ရှားလို့အစဉ်ပြေမှန်းသိတော့အိမ်နီးချင်းတွေကလည်းကိုရွှေမိုးစီကိုကူညီတောင်းတယ်။ကိုရွှေမိုးရဲ့ ကျုပ်တို့လည်းခမည်းတော်သွားတယ်အဲ့ဒီရွှေဆက်တော်ဘုရားဝဲကိုလိုက်ခဲ့ပြရစီပေါ့ကိုရွှေမိုးကတော့ဘသူကိုမဆိုကိုညီလိုက်တာပါပဲဘသူကဘာလို့ဈေးရောက်ကျင်တဲ့သူဆိုလဲဘယ်ချင်းဆိုဘယ်နေရာမှာသွားရောက်နေတီးသည်များကိုအကုန်သိအကြံဉာဏ်ပေးလိုက်တာပဲအဲတခုတော့ရှိတယ်ပွဲတော်လိုက်တဲ့၃လေးနှစ်ထဲရောက်လာလို့လူကြီးလေးလဲလဲလာပြီ လူပါလဲဝါတက်လာပြီဆိုပြီးကိုရွှေမိုးကိုတော့ကြောမယ်မကြံလိုက်နဲ့ဒါမျိုးကိုတော့ကိုရွှေမိုးကလုံးဝသီးမခံတတ်ဘူးတနီးနီးနဲ့တော့အဲ့ဒီလူကိုတွေ့ပြက်လိုက်ရမှဂျေနဲ့တာကိုရွှေမိုးကိုတိုင်းကလည်းဖျားဘူးလာတဲ့ဧည့်သည်တွေအပေါ်မှာသာလူလဲလှုပ်ချင်လှုပ်မယ်ဘဝတူတွေအချင်းချင်းအပေါ်တော့ဘယ်တော့မှလူလဲမလှုပ်ဘူးမိမလှုပ်သူ မတ်တဆုပ်ကတော့ခဏခဏသတိပေးပါတယ်ကိုရွှေမိုးတော့ ကိုကတော့သမုတ်တရားရေတယောက်တည်းတောက်လို့မကုန်ဘူးဆိုပြီးလူတိုင်းကိုကူညီတယ်။တော်ကူညီနေတာကိုကျုပ်အနေနဲ့ကလည်းကန့်ကွက်စရာဘာမှမရှိပါဘူး။ဒါပေမဲ့တော်ကလူပူးတဲ့လောက်စိတ်ကလည်းတရှူးရို့တိုတတ်တာ။လူဆိုတာကတော့ကိုယ့်ဘုကိုယ်ပဲကြည့်တတ်ကြတာတော်လဲအသည့်။မတ်တဆုပ်ပြောမယ်ဆိုလဲပြောချင်စရာ ကိုရွှေမိုးကိုကူကိုလည်းတီးတော့တီးပါတယ်။တောင်းရွှေတုံးကလည်းတောင်းရွှေမိုးကိုကတော့လှူစားပါစေတော့ဆိုပြီး ခေါ်လာခဲ့တယ်။ ဒါရင်မဲလားတငါစကားနဲ့ပြောရရင်ဟင်းစားတယ်မကကွန်ချက်ကိုပါပြပေးခဲ့တာဒီကျေးဇူးတရားတွေမှမထောက်လူကြီးလေးလဲလာတော့ပုံကံမှုလှုပ်လာတယ်လीကိုရွှေမိုးကဖျားပွဲတော်ကွင်းထဲမှာအရက်ခိုးရောက်တာကိုဂောဘကလူကြီးစီသွားပြီးတိုင်မဲတော်မဲလှုပ်ပါလေရောဒီတော့ကိုရွှေမိုးဘာလုပ်ရမလဲအေးမင်းကဂောဘကစီသွားမတိုင်ခင်ငါမင်းကောင်းအရင်ကိုင်းရယ်ကွာဆိုတဲ့ပြီးအနီးနားကထင်းချောင်းနဲ့ ကောက်ရိတ်ချလိုက်တယ်။မတ်တဆုပ်ရဲ့နားကငကကလေးရောင်ပြီးရော်လိုက်ရတာပေါ့။ဒီလိုခြေစလက်စတွေပြောရရင်တော့ဘယ်နည်းလိမ့်မလို့။ဒီနေ့မနေ့လေကိုရွှေမိုးရင်ထဲမှာဒေါသဖြစ်စရာအကြောင်းတစ်ခုပေါ်လာပြန်ပြီ။ဖြစ်နိုင်ရင်ချက်ချင်းကိုဖြည့်ရှင်းလိုက်ချင်တာ။ဖြည့်ရှင်းခြင်းနဲ့ဆိုတာထက်ဘာအချိုးချိုးတာတော့မေ့ကျင်နေတာပါ။ကိုရောင်းနေတဲ့ဈေးကုံကနဲနေလို့မင်းမှုကိုဈေးစင်းဝယ်ရအောင်မှမှုလို့တာ မင်းမူးကိုရောက်တော့လေဈေးဝယ်ရတာကအဆင်မပြေဈေးသာဝယ်နေရတယ်ရှင်내ကဒေါသအခန့်ကလေးကရှိနေတော့ဈေးတယ်ရင်းနဲ့စကားပြောရတာကိုပဲပုနေပေါ့ဝယ်ချမ်းပြီလို့ကားစိတ်ကိုရောက်တော့ကိုရွှေမိုးနဲ့ဈေးအတူတူလိုက်ဝယ်တဲ့ကိုတင်ထုံးကမေးတယ်ဟဲ့အောင်ရွှေမိုးမင်းကနေ့ဘာတွေဖြစ်နေတာတုန်းကငါချောက်ဆိုင်တုန်းကလည်းစကားပြောတော့ဘူးဆက်ဆက်ဆန်ရောက်တဲ့မိမနဲ့လည်းမချိမငန်းငါဒီဘယ်လန်းထိတ်ကနေကြည်နေတာ ငစိမ့်နံပါတ်သွားပြီးလဲဘာမှမဝယ်ပဲနဲ့ဘာတွေရှောင်မင်းနေမှမသိဘယ်နဲ့ဖြစ်တာတော့ကိုလူရဟိုကောင်တာပေါ်ပေါ့ကျုပ်အဲ့ဒီကောင်ကိုစိတ်တူနေတာဗျဒီကနေ့ပြန်ရောက်မှအဲ့ဒီကောင်စီသွားပြီးမှတ်လောက်သားလောက်အောင်တွေ့လိုက်အောင်မယ်နေနေအောင်ပေါ့ဗျာတာပေါ်ကရေးမွေးပါကွာပြီးတော့မင်းနဲ့ကတငယ်ချင်းဆိုပေမဲ့ तू ကမင်းတပည့်ပါမဖြစ်တဲ့နာတွေတော့မဖြစ်ပါစေနဲ့ဒါနဲ့နေပါအောင်ကွာ तू ကမင်းအပေါ်မှာဘာတွေများလှုပ်ထားလို့တော့ခမရမကြောက်လားဗျာ မနက်ကသူ့သားလေးអော်ចောင်းသွားတဲ့အတန်။ငပြန်ကျော်တဲ့ငပြန်ကျော်ဆိုတာလေ။ကိုတင်ထွန်းလဲကိုရွှေမိုးပြောတယ်ငပြန်ကျော်ဆိုတာကိုစဉ်းစားနေပုံရပါတယ်။နှစ်ယောက်သားရွှေဆက်တော်ကို ပြန်မဲ့ကားပေါ်ရောက်တဲ့အထိဘာစကားမှဆက်မပြောပြည့်။ကိုရွှေမိုးလဲတာပေါ်အကြောင်းတွေပြန်စဉ်းစားနေမိတယ်။တာပေါ်ကကိုရွှေမိုးနဲ့ငဲတငဲချင်းနှုံးစရာမရှိရင်ဝယ်ပြီးတောင်နှုံလိုက်အောင်မယ်ဆိုတဲ့လူစားမျိုး ဇာကမတက်ညံကမပြေသူ့မိမကလည်းအာအာရှိ ခလေးပဲထိုင်မွေးနေတော့တာကိုရွှေမိုးသူ့ကိုတနာလို့ဒီရွှေဆက်တော်ပွဲစည်းခွင်ကိုခေါ်လာခဲ့တာပါလာတော့လည်းဘာတစ်ခုမှမလုပ်တက်လို့ကိုရွှေမိုးကပဲအဆအဆအယယာတင်ပေးခဲ့ရတာအမဲသားတွေကိုလက်တညိုးစာလောက်ကလေးတွေတက်စေးနီမုံတွေနဲ့အယောင်ဆိုးပြီးအချောက်လှမ်းပြီးတော့ဆက်သားကြောင့်ဆိုပြီးဖះဖူးတွေကိုလိန်ရောင်းနေနီ ိုးတွေကိုဖမ်းတက်အမွှေးနှုတ်ခြေထောက်ကိုဒူးစင်နားကနေဖြတ်ရင်ပုံကိုခွဲပြီးတေချာပြန့်နေအောင် ဝချမ်းပြစလေးတွေနဲ့ကန့်လန့်ထောက်ပြီးတော့မှရဲနေအောင် မိခင်တာအဲ့ဒါဂျိုးခင်ပဲဒါတော်မှတခါသားဖယားဘူးတွေကမင်းတို့ဂျိုးခင်တွေကများလာကြီးလားစစ်ကောစစ်ရဲလားလို့မေးတာဘဲနေဗျာဂျိုးလင်းဗျာဂျိုးလေဗျာဂျိုးနီတိုတို့ပဲကြားဘူးပါတယ် အဲ့ဒါကိုတာပေါ်ဖြေလိုက်ပုံကဒါခိုးရိုးအစ်စ်တွေပြားတဲ့ဟိုကမဝယ်တဲ့အပြင် ရိုင်းမလွတ်လိုက်တာကံကားတကယ်ဆိုအဲ့ဒါဂျိုးနီတူတွေပြားလို့ပြောပြီးရောင်းရမှာဂျိုးနီတူတွေက အိတ်တန်းတက်ရင်အစူးလိုက်ဖွဲ့ပြီးအိတ်တာလေးဖမ်းရတာလဲလွယ်တယ်သူတို့ရဲ့အော်ဒန်ကိုကဂျိုးလင်းပြားတို့ဂျိုးလေပြောက်တို့လို့မဟုတ်ဘူးသူတို့အော်ဒန်ကတမျိုးရယ်ထားပါတော့ ဒီလောက်နေစင်းနဲ့အမြရောင်းလောက်အောင်တော့ဘယ်လိုလုပ်ပြီးသွားဖမ်းမလဲဂျိုးဆိုတဲ့တတဝါမျိုးကလည်းငုံတွေကြက်တွေလိုဝင်းမြူရေးချံလှုပ်ထားလို့မှမရတာခုတော့ဒီကောင်သားပေါ်ဘဲရနေဘလို့ရလာပါလိကိုရွှေမိုးဒီရွှေဆက်တော်ကိုရောက်လာတဲ့နှစ်တွေမနှဲတော့ဒီအနီနာ ပဝန်းကျင်မှာလဲအဲ့ဒီငပြန်ရှိတယ်လို့တကားမှမကြားဘူးဘူးမန်းချောင်းရဲ့အထက်နားကိုသွားပြီးရက်တဲ့တော့ထိုးဘူးပါရဲ့အဲ့ဒါလဲငတ်တလဲထိုးလောက ငဘဲဖြူလောက်ပဲရဘူးပါလေဒီตาပေါ်ဆိုတဲ့ကောင်ဘဲရနေမြဝဲပါလေပဒန်းတို့ငဖဲတို့ဘက်ကရတာများလားပွင့်ဖြူတို့ဆလင်းတို့ဘက်ကများလားကိုရှိမိုးကားပေါ်ကဆင်းပြီးတဲရဲကိုရောက်တဲ့ဒီစဉ်းစားနေတာဘလို့မကိုစဉ်းစားလို့မရအခန်းတော့ကိုရှိမိုးမင်းဘူးကဝဲချမ်းလာတဲ့ပစ္စည်းတွေကို နေရာတကျချပြီးမိမကိုလှမ်းခေါ်လိုက်တယ်မတ်တဆုတ်က အိုးခွက်ပကံတွေစေးနေရင်ကနေထလာပြီးကိုရွှေမိုးအနားမှာထိုင်နေကိုရွှေမိုးလည်းဒေါသတကြီးနဲ့တာပေါ့အကြောင်းကိုပြောပြတော့ကိုရွှေမိုးရဲ့အခုမသိရလဲနောက်တော့သိရမှာပေါ့ဘာတွေလောပြီးဘာတွေဒေါကြီးနေရတာတုံးတော့ဟာနောက်တော့သိရမှာတော့နေပြောမှလားဟာမိတဆုပ်ရသူများတွေအကုန်လုံးသိပြီးမှငါကသိရတော့ဘလို့လို့မျိုးမျိုးမျက်မျက်ဆိုင်းရတော့မှာပေါ်ဦးပေါ်ပြရောင်းလဲရမှာတွက်ချီကြိုက်တော့မှာပေါ့နေလဲသိရတာနဲ့ လူဆိုတာကထူးထူးဆန်းဆန်းရှက်ရပါပါမှမှတ်တာ ကိုကအရင်စားဘူးထားပြီးနောက်လူကိုကြွားကျင်ကြတာလေဒါရီနေလဲအသည့်ဟိုကောင်တာပေါ်ဒါငါ့ကိုတတ်တတ်ကြောတာကြီးစုကန်းတာတကယ်ဆိုကြံတဲ့သူကိုမပြောချင်နေငါ့ကိုတော့ပြောတဲ့နေမရဘူးအဲ့ဒီကောင်နဲ့ငါဇင်းရင်တော့ရှင်းမယ်မိတဆုပ်နေမလိုက်ခင်းနဲ့အေးလိုက်လိုက်ရင်နေအရင်ခုတ်မှာကိုရွှေမိုးပြောပြောဆိုဆိုနဲ့တဲအောင်မှာမြေချင်းတူပြီးဝတ်ထားတယ် အရက်ချက်ပြပလင်းကိုထုတ်ပြီးတစ်ချက်မော့တယ်။ရေတောင်မှမယောမိ။အဲဒီနောက်တဲချီရင်ထင်းပုံနာကထင်းခွဲတဲ့ဓမာကြီးခါထိုးပြီးတာပေါ်တို့တဲပဲထွက်လာလိုက်တယ်။ဓမာကြီးကကြီးလွန်းတော့ခါးကြမှာတလှုပ်လှုပ်တနှွဲ့နှွဲ့မတ်တဆုပ်ခမာလင်းကိုလည်းလိုက်မဆွဲရဲတဲနာနီချင်းကိုတင်ထုံးကို အကူညီတောင်းမယ်လို့ကြံတော့လေဓာကြီးကြည့်ပြီးအနီးကပ်တော့လိုက်ဆွဲဝင်ပုံမပေါ် စူးစူးညံ့ညံ့လှုပ်လိုက်ပြန်ရင်လေတာပေါ်နဲ့စရင်မရှင်းခင် ဖရာပွဲလုံးကြုံကြီးရဲရဲလက်ထိတ်နဲ့အရင်စရင်ရှင်းရမှာဒုက္ခပါပဲဒုက္ခပါပဲနဲ့ညီရင်ကြံခဲ့လေရဲ့ကိုရွှေမိုးစိတ်ကလည်းဒေါသထွက်နေတော့ကတော့ဖြစ်ချင်ရာဖြစ်ထွက်ပြီးသားစင်စွဲပြန်ဝင်တယ်လို့ထုံးစံမရှိပဲပြီးသွားပြီဆိုမှ ကိုကမားတယ်ဆိုရင်လေခြေစလုံးဖတ်ပြီးတောင်းပန်ခြင်းတောင်းပန်ရပါစေပဲအခန်းလေးနိုင်ဝက်တသားလောက်ရှိတော့ ကိုရွှေမိုးခေါင်းကြီးငိုက်ဆိုင်ချပြီးပြန်လာတယ်။ခါးကြမှာထိုးသွားတယ်။ထင်းခွဲဓမာကြီးကတော့ပြန်ပါမလာတော့။ဓမာကြီးအစားကိုရွှေမိုးနောက်ကနေကုတ်ချောင်းချောင်းနဲ့လိုက်လာတဲ့တာပေါ့သားတယောက်ပဲပါလာတယ်။မတ်တဆုပ်ကကိုရွှေမိုးကို အထိတ်တလန့်ပုံစံမျိုးနဲ့မေးတယ်။ကိုရွှေမိုးတော်ဘာတွေလှုပ်လာခဲ့ပြီတော့။အာနင့်ပါသားအဲ့ဒီကလေးကိုမေးတော့ဟာ။ကိုရွှေမိုးကတာပေါ့သား မနက်တုန်းကငပြန်ကျော်ရောင်းနေကလေးကိုမင်းငော်ပြီးပြရင်တဲတဲကိုဝင်သွားတယ်။မတ်တဆုပ်အဲ့ဒီကလေးကိုမေးတော့ကလေးကဦးလဲလဲပုံစံနဲ့ငပြန်ကျော်ဆိုတာကဒီလိုပါတွေးလိုက်ရာဆိုပြီးဖြေတယ်။အမေကအကျော်ဆုံးရောင်းတာတွေးလိုက်လဲအတိပဲ။ဂူဒီကျော်ဘရကျော်ပဲကတ်ကျော်မြစ်ကျော်ဗျာအစုံပဲ။အဲ့ဒါတွေကတနေ့ရောင်းနေမကုန်ဘူး။နောက်နေ့စီဘူးထိုးပြီးပြန်ရောင်းခိုင်းတယ်။ တပြန်ကနေနှစ်ပြန်နောက်သုံးပြန်လေးပြန်ငါးပြန်အကျော်လေးကစီဘူးထိုးလွန်းလို့ညီတာကနီမဲတာကမဲမာချောက်နေပြီကျုပ်ကအဲ့ဒါတွေမယောင်းကျင်တော့ဘူးပြောတော့အမေကရိုက်တယ်ဗျာအဲ့ဒါကြောင့်ကျုပ်ကအကျော်ဆုံးလို့မအော်ပဲငါပြန်ကြော်တယ်ငါပြန်ကြော်လို့အော်တာအဲ့ဒါကိုဦးလိရှုံမိုးကကြားပြီးလာပြောတာပဲမတ်တဆုပ်ကတာပေါ့သားစကားဆုံးတော့နေရလီတော်တော်ကိုပေါက်တီးပေါက်ရှာလုပ်တယ်ခလေး ။ပါဇက်ကလည်းပြောလက်ကလည်းခေါင်းကိုတခွန်းနဲ့ခောက်ရင်းကိုရွှေမိုးဘက်ကိုလှည့်ပြီးမေးတယ်။ဒါဖြစ်ကိုရွှေမိုးကျုပ်တို့ထင်းခွဲတဲ့ဓမာကြီးကောကိုရွှေမိုးတဲတဲကထွက်လာပြီးလက်ထဲကစံတုပ်ကလေးကိုတာပော့တာလက်ထဲထည့်ပြီးရင်မုံတီတီမျက်နာကြီးနဲ့ဖြေလိုက်တယ်။အဲ့ဒီကောင်တာပော်ပေါ့သူထင်းခွဲတဲ့ဓမာကြီးကကြိုးနေလို့ဒီဓမာကြီးခဏငှားခဲ့ပါအောင်ဆိုလို့နားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။